ါပါဒီနေ့ဗီဒီယိုလေးမှာတော့ညဖက်တို့မဟုတ်မနက်ခင်းပဲဟာကိုအချိုးရှိလဲဆိုတော့ကောင်းစင်လေးနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ရိုဒါရီရဲ့ဘဝမှာအရန်ကိုအရေးပါပြီးတော့ရှုပ်ထွေးတဲ့အကြောင်းအရာတခုလို့ထင်ရပေမဲ့တကယ်တော့ရိုးရှင်းတဲ့ဇမိုင်းနဲ့စိတ်ပိုက်ဆရာပျော်ရွှင်မှုတွေအတွက်မရှိဖြစ်လို့အပ်တဲ့ လိန်စစ်ဆန်ရှင်တဲ့ဘလိုအခြေအနေတွေမှာလိန်စစ်ဆန်ပေးရင်ဘလိုကောင်းကျိုးတွေရမလဲဆိုတာကိုဘဟုသုတအနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပုံမှန်အဖြစ်လိန်စစ်ဆန်ခြင်းကိုညဖက်တွေမှာပဲစစ်ဆန်လေ့ရှိကြပါတယ်။ဒါကြောင့်မနစ်ခင်ဘိုင်လိန်စစ်ဆန်ခြင်းနဲ့ညဘိုင်လိန်စစ်ဆန်ခြင်းမှာဘလိုထိုးခြားတဲ့စိတ်ပိုက်ဆိုင်ရာရုပ်ပိုက်ဆိုင်ရာအကျိုးကျေးဇူးတွေပြုစွမ်းနိုင်မလဲဆိုတာကိုလိုတိုင်းနားလည်အောင်ရှင်းပြပေးတော့မှာဖြစ်ပါတယ်။မနစ်ခင်ဘိုင်လိန်စစ်ဆန်ခြင်းအာသာချက် မနစ်ခင်ဆိုတာကျမတို့ရဲ့ခန္ဓာကိုစေဝါကာမစနစ်အရာအတင်းတော်ဆုံးအချိန်တစ်ခုပါညာဖြစ်တလျှောက်လုံးအနာယူထားတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုရဲ့ဆွေးအင်နဲ့ဟော်မုန်းဓာတ်တွေဟာအမြင့်ဆုံးအခြေအနေတွေမှာပဲရှိနေပါတယ်အမျိုးသားတွေကတော့အလင်းစိတ်ကိုဖြစ်ပေါ်စေတဲ့အဓိကဟော်မုန်းဖြစ်တဲ့ dastodio ဟာမနစ်ခင်6နာရီကနေ9နာရီကြာမှာအမြင့်ဆုံးပမာဏအကိုရောက်ရှိပါတယ် ဒီလိုဟော်မုန်းပမာဏမြင့်မားချိန်မှာစစ်ဆန်ခြင်းကဘူမိုကောင်းဝင်တဲ့လိန်ဆွဲဆောင်ရေးကြရှိတဲ့ခံစားမှုတွေကိုဘူမိုပင်ထန်လာတဲ့စိတ်ကျေနပ်မှုတွေကိုရရှိနိုင်မှာဖြစ်ပါတယ်ဒါပြင် အမျိုးသမီးတွေမှာလည်းလင်းစိတ်ကိုတိုးမင်းပေးနိုင်တဲ့အာနိတင်ကိုဖြစ်ပေါ်စေပါတယ်။မနစ်ခင်မှာလင်းစစ်ဆန်လိုက်တဲ့အခါစိတ်ကြည်နိုးဖို့ကိုပေးတဲ့ အန်ဒိုဖင်နဲ့ချစ်ခင်ရင်းနှီးမှုကိုဖြစ်ပေါ်စေတဲ့အဖီတိုဆင်လို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းတွေအများပြတ်ထွက်လာပါတယ်။ပြီးတော့ဒီဟော်မုန်းဓာတ်တွေကတဏှိတာလုံးအတွက်စိတ်ဖြစ်စေမှုပမာဏအဖို့ရောချပြီးပြီးတော့စိတ်ခံစားမှုချက်ကိုတည်ငြိမ်လန်းဆန်းစေတာမို့လုပ်ငန်းခွင်ထဲမှာလည်းစိတ်ဖြစ်စေမှုရောအနေဆိုရင်တက်ကြွစွာအလုပ်လုပ်ခိုင်းနိုင်စေမှာပဲဖြစ်ပါတယ်။မနစ်ခင်းလင်းဆက်ဆံလိုက်ခြင်းဟာယောဂဘိုးဘွားတွေကိုတိုက်ထုတ်ပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်တဲ့ IGF မှာတော့ကိုမြင့်တင်စေတယ်လို့လိလာမှုတွေအရပေါ်ပြထားပါတယ်။ဒါကြောင့်မလို့မနစ်ခင်းမှာပုံမှန်လင်းစစ်ဆန်နေဆိုလို့ရှိရင်ကိုခန္ဓာကိုခံအားကောင်းစေပြီးတော့အီမိတုတ်ကွေးစားတဲ့ယောဂါတွေကိုစစ်နိုင်ခြင်းကိုလည်းလျော့နေစေပါတယ်။ဒီနေရာမှာတည်ထားရမှာကတော့ဘူကဖြားနေကြမျိုးနေမကောင်းတဲ့အခါမျိုးမှာဆိုရင်တော့လင်းစစ်ဆန်ခြင်းကိုရှောင်ရပါမယ်နော်။နောက်တစ်ချက်ကတော့လင်းမှုကိစ္စတွေအတွင်းမှာ သွေးလည်ပတ်မှုအားကောင်းလာခြင်းကြောင့်အုန်းနောက်နဲ့အောက်ဆီဂျင်အာဟာရဓာတ်ကိုပုံမရောက်စေပါတယ်။ဒါအပြင်ဒိုပါမင်းလိုဟော်မုန်းဓာတ်တွေကိုအုန်းနောက်လို့ဆောင်ချက်တွေနဲ့အာရုံစိုက်မှုမိုက်ညံစွမ်းတွေကိုပါတူးတက်ကောင်းဝင်စေတယ်လို့သိရပါတယ်။ညော့ဖက်လင်ဆက်ဆံခြင်းနဲ့အချိုးကျေးဇူးတဏိတာလုံးအလုတ်ပြန်ပတ်မှုကိုစိတ်ရှုပ်ထွေးမှုတွေရှိခဲ့ရင်ညော့ဖက်လင်ဆက်ဆံခြင်းကအကောင်းဆုံးဖြစ်ရှင်နည်းတစ်ခုဖြစ်နိုင်ပါတယ်။ညော့ဖက်လင်ဆက်ဆံလင်ကိစ္စ အထွတ်ထိပ်ရောက်ပြီးတဲ့နောက်ကိုခန္ဓာကိုယ်မှာအောက်ဆီဒိုဂျင်တို့လိုဟော်မုန်းဓာတ်တွေအများပြတ်ထုတ်ပေးပါတယ်။ဒီဟော်မုန်းဓာတ်တွေကလူရဲ့စိတ်ကိုပေါ်ပါလန်ဆန်ပြင်းရင်တက်သွဲစေကအချင်းစိတ်ကိုဖြစ်ပေါ်စေလာတယ်။နှစ်ချိုက်စွာအိပ်ပျော်စေဖို့တဘာဝအတိုင်းပုံနေပေးပါလိမ့်မယ်။ အိမ်မပြောတဲ့ပြဿနာရှိသူတွေအတွက်တော့အကောင်းဆုံးနည်းလမ်းတစ်ခုပါရှင်။ညဖက်အရာဝန်ချင်းအားလုံးငြိမ်နေတဲ့အချိန်မှာပဲနှူးသားစိတ်အပန်းဖြေပြီးတော့အချင်းချင်းပွေဖက်ကြမယ်။နန်းကြဖို့အကောင်းဆုံးချိန်ပါ။ဒီလိုအချိန်မှာအောက်ဆီဂျင်တို့လိုဟော်မုန်းရဲ့အပူငင်းနဲ့စုံတွဲတွေကြားမှာချစ်ခင်တွဲတာမှုတွေယုံကြည်မှုတွေနဲ့နိစ္စမှုတွေကိုတိတိတသာတူမင်ပေးနိုင်ပါတယ်။စစ်ဆန်ရည်တည်မြဲခိုင်မာဖို့အတွက် အလွန်လဲအကြီးပါပါတယ်နော်လိင်ဆစ်ဆန်နေချိန်မှာအထွတ်ထိပ်ရောက်တဲ့အခါကိုခန္ဓာမှာထွက်လာတဲ့ဟော်မုန်းတွေကြောင့်ခေါင်းကိုက်ခြင်းကိုလစ်နာကျင်ခြင်းနဲ့အမျိုးသမီးတွေရာသီလာချိန်ကိုက်ခဲစေတဲ့ကိုက်ခဲခြင်းစတဲ့ဝေဒနာတွေကိုလည်းတက်တာစေနိုင်တယ်လို့လိလာမှုတွေအရာတွေ့ရှိရပါတယ်။အနစ်ချုပ်အနေနဲ့ဘယ်အချိန်မှာပဲလင်းစစ်ဆံပစေလင်းစစ်ဆံခြင်းဟာနှလုံးခုန်လုံးကိုမြင့်တေပြီးတဲ့ပုံမှန်လက်ချင်းခံလို့နေတယ်လို့ပဲ ုံမှန်စစ်ဆန်သူတွေဟာသွေးပောင်ခြင်းကိုထိန်ငိပေးပြီးတော့နှလုံးရောဂါနဲ့လေဖက်ခြင်းတို့ကိုဖြစ်နိုင်ခြင်းရောချပေးနိုင်တယ်လို့လိလာသူတွေကဆိုထားပါတယ်။မြူသားတွေမှာဆိုလို့ရင်တော့တပတ်ကိုအ ਨੇ ဆုံးနှစ်ကြိမ်လောက်လင်းစစ်ဆန်ပေးခြင်းကနှလုံးရောဂါဖြစ်ပေါ်မှုကိုလျော့နေစေနိုင်ပါတယ်။အမျိုးသားများအတွက်အလအလုံးမှာ၂၀တကြိမ်လုံးတုပ်လွတ်ပေးခြင်းဟာစိတ်ကြိတ်ကင်စာဖြစ်ပေါ်နှုန်းကိုလည်းလျော့ချပေးနိုင်တယ်လို့သိရပါတယ်။ပြီးတော့လင်းစစ်ဆန်ခြင်း ညဉ့်ညမ်းတဲ့အိမ်မက်မက်ချင်းနဲ့အာသာဖြစ်ချင်းတို့မှလည်းဒီလိုအကျိုးကျေးဇူးတွေကိုရယူနိုင်ပါတယ်။ကျမ်းမာပြီးစိတ်ကျဉ်းဖွယ်လိမ်မှုဘဝရှိခြင်းဟာတဦးတယောက်ချင်းစီနဲ့မိမိကိုယ်ကိုတန်ဖိုးထားမှုပျော်ရွှင်မှုတွေကိုမြင့်တင်ပေးပါတယ်။ဘဝလည်းတွဲဖော်နဲ့စိတ်ချမ်းသာစွာပေါင်းတင်တဲ့အခါမှာတော့ဘဝကိုမူပြီးကျဉ်းနိုင်ရတဲ့အခန်းစားချက်ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။ဒီတော့အဆုံးတက်ရရင်လင်းဆက်ဆန်းခြင်းဟာရိုးရှင်းတဲ့ရုပ်ပိုင်းဆိုင်ရာ စန္ဒဖြစ်စည်းမှုတတ်တတ်မဟုတ်ပဲနဲ့စိတ်ပိုက်ဆက်ရာရောကြောက်ပိုက်ဆက်ရာရောကျမရဲ့အတွက်ပါမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်နေတယ်ဆိုတာကိုတွေ့ရှိရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့အဲ့လောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်